လိုင်စင်မဲ့တွေဖတ်နေတဲ့ကိုကြီးတို့ရဲ့နော်ကျွန်တော်မြင့်တက်ရက်ခံခြင်းပါတယ်ဗျာအဲ့ဒါကျွန်တော်ရဲ့မိသားစုအစားဝတ်နေရေးအတွက်ဒီဆိုင်ကယ်လေးနဲ့ပဲကျွန်တော်တို့လောက်ကန်ပြီးတော့စားတော့ရတာပါလို့เนาะဒါကြောင့်မလို့လမ်းမှာတွေ့ခဲ့ရင်ကျွန်တော်ဆိုင်ကယ်လေးတော့မဖမ်းကြမှာနဲ့ဗျာเนาะချောက်ချောက်မသွားနဲ့ဗျာမင်းသွားမယ်ဆိုရင်တော့မင်းလမ်းစုံနေပါဒီမှာကြည်ကြက်ပြီးတော့သွားတော့ဖြူဖြူကြော်သိမ့်ကိုတွေ့လို့ရှိရင်မင်း ကြည့်ချက်ပြီးတော့ဒါနောက်ရင်ပြန်ကိုင်ကိုင်တင်ကိုင်အလမမင်္ဂလာပါမိုးအချင်တလေးကကျိုးဆိုးလိုက်ပါတယ်မုတ်တီနေ reaction လုပ်ပေးမဲ့ video လေးကတော့ live ပေါ်မှာနာမည်ကြီးနေတယ်ဒီအကိုရဲ့ video လေးကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ် video တက်မှာဆိုလို့ရှိရင်တော့ဒီအကိုကဆိုင်ရဲ့အဆုတ်တွေဘီဒရက်ဆုတ်တွေစီးတဲ့သူတွေကိုမဖမ်းဖို့ကိုနစ်တာရက်ခံတောက်မှန်လာတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လည်းနာမည်ကြီးနေတယ်ကြည့်တဲ့မျိုးတွေလည်းပူတရတင်ငဆာရအောင်လို့ပြန်လဲမျှောင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ video လေးကိုဆက်လိုက်ကြရအောင်နော် license မဲ့တွေဖမ်းနေတဲ့အကိုကြီးတို့ရဲ့နော်ကျွန်တော်မြစ်တာရက်ခံခြင်းပါတယ်ဗျာနော်ဒီဆိုင်ကလေးကလွန်ငယ်တဲ့ ငါးနှစ်လောက်တည်းကနှစ်သိန်းနဲ့ဝယ်ထားတဲ့ဆိုင်ကယ်လေးပါကျွန်တော်လိုင်စင်လဲသူ့မှာပါလားမပါလားမသိပါဘူးနှစ်သိန်းဆိုတော့လဲလိုင်စင်ပါကျင်မလဲပါမှာပေါ့ဗျာနော်အခုနေဒီဆိုင်ကယ်လေးလိုင်စင်တိုးမယ်ဆိုရင်လဲဘလို့မှအဆင်မပြေပါဘူးဗျာနော်ဒီဆိုင်ကယ်လေးကကျွန်တော်ရဲ့မိသားစုအစားဝတ်နေရေးအတွက်ဒီဆိုင်ကယ်လေးနဲ့ပဲကျွန်တော်တို့လုတ်ကိုင်းပြီးတော့စားတော့ရတာပါလို့နော်ဒါကြောင့်မို့လို့လမ်းမှာတွေ့ခဲ့ရင်ကျွန်တော်ဆိုင်ကယ်လေးတော့မဖမ်းကြမှာနဲ့ဗျာနော်ဒီဆိုင်ကယ်လေးဖမ်းတာနဲ့ကျွန်တော်တို့မိသားစု ဒုက္ခရောက်မှာပါเนาะအဲ့ဒီလိုပဲပေါ့ဗျာကျွန်တော်တို့ပဲဆိုင်ကယ်အစုပ်ကလေးတွေစီးနေတဲ့ဘေးရွယ်သမားလေးတွေခုလိုကားလေးသမားလေးတွေအများကြီးရှိပါတယ်ဗျာเนาะတနာညာတာတော့အဖြစ်ပေါ့ဗျာเนาะကျွန်တော်တို့ဆိုင်ကယ်လေးတွေလို့အစုပ်ပြက်ကလေးတွေနဲ့လောက်ပိုင်းစားတော့ရတဲ့လူလေးတွေတွေ့ရင်တစ်ဖက်မှာနေလို့အလုံးကိုမေတ္တာရက်ခံပါတယ်ဗျာเนาะအကိုကြီးတို့တနာမှကျွန်တော်တို့ရဲ့မိသားစုစားဝတ်နေရေးလေးအဆင်ပြေမှာမို့လို့ပါဗျာเนาะဒါဝတ်တော့ဆိုင်ကယ်တွေဝတ်တော့ကားတွေဖမ်းနေဆိုရင်လေအစ်စ်တွေဖမ်းတာကအကြောင်းပေါ်မှာကျွန်တော်တို့အစုပ်ပြက်ကလေးတွေပဲတတ်နိုင်တဲ့သူတွေက လိုင်စင်တော်တော်များများမရှိကြပါဘူးဗျာနော်ဒီအတွက်လည်းအားလုံးကိုမြစ်တာရက်ခံပါတယ်လို့နော်အားလုံးကိုတောင်းလဲတောင်းမှန်ပါပဲနော်ကျွန်တော်တို့လိုဘဝဒုလေးတွေရှိရယ်ဆိုရင်လည်းအားလုံးအတွက်ကျွန်တော်တောင်းမှန်ပေးပါတယ်လို့နော်ဒီဆိုင်ကဲမျိုးလေးကျွန်တော်တို့လိုအဆုတ်ပြကလေးနဲ့ကျွန်တော်တို့မိသားစုအတွက်စားဝတ်နေရတဲ့ရှာဖွေနေရတဲ့အတွက်ဒီလိုအဆုတ်ပြကလေးကကျွန်တော်တို့အတွက်လည်းအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းလေးပါလို့နော်ဒီမှာကြည့်ပါဗျာနော်အဆုတ်ပြကလေးပါဗျာနော်အဲမောင်ဆိုင်ကဲမင်းလျှောက်လျှောက်ပြီးမသွားနဲ့ကြားလားမင်းမှာမျက်စိနှစ်ဖက်ကလည်းမပါ မင်းရနရွက်တစ်ဖက်ကလည်းမပါမင်းလိုင်းတင်ဆိုဝေးဝီတဲ့အုံနာပုတ်ဆိုမင်းပြောစရာကိုမရှိဘူးဘာမှကိုမရှိဘူးမင်းရှောက်ရှောက်မသွားနဲ့ဗျာအင်းသွားမယ်ဆိုရင်တော့မင်းလမ်းစုံနေပါဒီမှာကြည့်ကျက်ပြီးတော့သွားနော် ဖြူဖြူကြော်သိမ့်ကိုတွေ့လို့ရှိရင်မင်းကြည့်ကျက်ပြီးတော့ဒါနောက်ရင်ပြန်ကွင်းကွေ့တင်ကွေ့ကြလားမင်းလမ်းကျင်းသွားပြီမင်းနေရာလေးထိုင်ကွင်းနေကျင်းသွားပြီမင်းမင်းကသတိလာပေးတာကိုစား ိတ်သိပ်ပြီးတော့ရှောက်ချက်ပြီးခတိုင်းလို့ရှိမရှိတော့နဲ့ရှိရှိလို့မရတော့ဘူးဗျာမင်းလည်းဘာမှကိုပြန်မပြောဘူးငါအားဒါပြောနေရတာကြားလားမရှိမရှိတော့နဲ့လို့ကြားလားမင်းဖြူဖြူကြော်သိမ်းရမရဘူးနော်မင်းငါတော့ဖြူဖြူကြော်သိမ်းကိုကြောက်သွားပြီဆန်ကယ်လေးတစ်စီးရဖို့ကိုတဲ့နှစ်နှစ်လောက်စူပေးရတယ်ဆိုတော့ညီမလေးပိုက်တင်းပါနော် ကိုကြီးရန်ကုန်စရောက်တော့ဆိုရင်၄၅နှစ်တောင်မှပဲစံကေတစင်းမရပါဘူးဗျเนาะတစ်ခါတစ်ခါထမင်းစားဖို့အတွက်ဒီကနေပြီးတော့အသွင်းနဲ့ပစိုးလေးတစ်ထဲကို၃00တန်းနဲ့ပစိုး9000လောက်ပေးဝယ်ရဟိုဘက်မှာ2000လောက်နဲ့ပြန်ပေါင်းပြီးတော့အဲ့ဒီ2000နဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းရတဲ့အခိုက်အတန့်လေးတွေတောင်ရှိခဲ့ပါတယ်အကိုကြီးတို့ရဲ့ဘဝတွေကိုကြီးတို့ရဲ့အခက်အခဲတွေကိုအကိုကြီးတို့လိုပဲ ခန်းစားဘူးတဲ့သူတိုင်းမှာသိတာပါညီမလေးအကိုကြီးပိုလေးတစ်ခုနဲ့ရတင်ခဲ့တဲ့ဆိုင်ကလေးတွေမဖမ်းပါနဲ့အကိုတို့လိုအဆုတ်ပြတ်ကလေးတွေကမိသားစုစားဝတ်နေရေးအတွက်ဒီအဆုတ်ပြတ်ကလေးကိုတစ်ခုသာဆိုင်ကလေးတစ်စီးသာပါသွားရင်အကိုတို့မိသားစုတစ်စုလုံးဘဝပြည့်ခဲ့မယ်ဘဝပြည့်ရပါလိမ့်မယ်လို့ကိုပိုလေးတင်ခဲ့တယ်လေဒါပေမဲ့တချို့လူတွေပြောကြတယ်အစတွေကဖမ်းမှန်းသိရင်ဘာဖြစ်လို့ပွတ်တော့ပိန်ကိုစီးတာလဲပြပြချင်းစုပါလားတဲ့ ဒါမခံစားတတ်တဲ့သူတွေကိုတို့လိုဘဝကိုမကြုံခဲ့ရတဲ့သူတွေကဒီလိုပြောမှာပေါ့မြန်မာလေးပြောတာကိုကိုကြီးခံစားပြလို့ရပါတယ်။ဘာဖြစ်လဲဆိုတော့အကူကြီးလေးလက်တွေမှာဆိုင်ကအစုပ်ကလေးနဲ့မိသားစုတကူကိုရှာဖွေကြုံဝင်နေရတဲ့အတွက်ကိုကြီးလုံးဝခံစားလို့ရပါတယ်။ကိုကြီးတို့ဘဝမှာ၄၅၆နဲ့၇နှစ်တောင်ပါပဲ။ဆိုင်ကရဲ့အစုပ်ကလေးတစီမပိုင်ဆိုင်ခဲ့ရဘူးလေ။မြန်မာလေးကကိုရတဲ့တာပါတယ်လို့နော်။နှစ်နှစ်နဲ့ဆိုင်ကလေးတစီကိုပိုင်ခဲ့တယ်ဆိုတော့ပေါ့နော်။ ဘုရားတို့အမျိုးမျိုးအလုပ်တွေစူးစမ်းခဲ့ပူပါတယ်ပယံနေစင်းခဲ့ပူတယ်အဲအုပ်သေးကြောက်တွေထမ်းခဲ့ပူတယ်ပါတနိတွေထမ်းခဲ့ပူတယ်ရန်ကုန်မှာအဆက်ဆက်ကျင်းတဲ့ခဲ့ပူတယ်ပေါ့နော်အဲ့ဒီလို၄၅နှစ်8နှစ်လောက်ကန်ပြီးကမှသာလျင်ဆိုင်ကယ်အစုပ်ကလေးတစ်စီးပိုင်ခဲ့တယ်ဆိုင်ကယ်လေးပိုင်ပြီးတဲ့အခါမှာအဲ့ဒီကနေပြီးတော့ဒီဆိုင်ကယ်တွေဖမ်းနေစီးလို့မရတော့ဘူးဘေးရွယ်လေးစီးရတယ်ဆိုပြန်ဘေးရွယ်မတက်နိုင်မတက်နိုင်တော့ဘေးက ဂါလီတွဲအစုပ်လေးကိုဝယ်လိုက်တယ်ပေါ့ဗျာနော်ကိုလည်းလက်ရှိအဲဂါလီတွဲအစုပ်လေးနဲ့အဲအကူကြီးလည်းအလုံးလုံးပိုင်းစားတောင်းနေတာပါလို့နော်ဘေးတွဲလေးကကိုဂါလီတွဲလေးရဲ့အစင်းမြင့်တယ်ဘာလို့လဲဆိုတော့လူစည်းတွဲဖြစ်တဲ့အတွက်တတက်ခက်ခက်လှုပ်ထားတဲ့အတွက်ပတ်စံနဲ့ဘေးဝင်ဘေးတွဲတိတိတောင်း၃သိန်းခွဲ၄သိန်းရှိတယ်အခုဘေးတွဲလေးဆိုရင်ဘေးကအစုပ်လေးဝယ်တဲ့အခါမှာ၉တောင်းပဲပေးရတယ်အဲအဲ့ဒီလိုပေါ့ညီမလေးရဲ့ က်ခဲဆိုတာကတော့လူတိုင်းရှိတယ်အကိုကြီးပြောနေတဲ့စကားတွေအကိုကြီးတင်ပြနေတဲ့အကြောင်းအရာတွေအကိုကြီးတို့ဒုက္ခရောက်နေတဲ့အခက်ခဲတွေကိုအကိုကြီးတို့ဘဝတူတွေပဲခံစားလို့ရတယ်အကိုကြီးတို့တဲ့တားတဲ့သူတွေကအဲ့ဒီခံစားမှုကိုဘယ်သူမှခံစားနိုင်မှာမဟုတ်ဘူးပြောပြရင်လည်းသိမှာမဟုတ်ဘူးလေအကိုကြီးတို့အခက်ခဲတွေကိုလည်းသူတို့မှမကြုံဘူးတော့အတားဟာရည်စရာပါလို့ပဲသတ်မှတ်ကြမှာပေါ့ညီမလေးပြောတာကိုကိုကြီးနားလည်ပြီလို့ရတယ်ခံစားပြီလို့ရတယ်အဲ့ဒီတော့လည်းဘာမှ ်စိတ်မကောင်းမဖြစ်နဲ့ကိုတို့ကအမြဲတမ်းစူးစမ်းနေရမှာဖြစ်တယ်အဲ့ဒီတော့ fighting မှာလို့ပြောချင်မှညီမလေးဒီကတည်းကမနေ့ကပေါ့ဗျာနော်ကျွန်တော်ဆိုင်ကယ်လေးတွေမဖမ်းပါနဲ့လို့ပြောတဲ့ပိုလေးအောက်မှာပေါ့ဗျာနော်ကျွန်တော်မွေးချင်အောင်စောင်းနေတာအလကားပဲရရတဲ့ဝတ်တော့ဆိုင်ကယ်ဆိုရင်ဖမ်းမှာပဲဆိုပြီးတော့ပေါ့ဗျာနော်ကျွန်တော်ကုလူခမောက်ကလေးစောင်းတာကိုလေအုတ်ထုတ်စောင်းဒီအုတ်ထုတ်ကိုစောင်းပြီးတော့စီးတယ်ဆိုတဲ့ကဥပဒေမလိုက်နာတာ ဲ့ပြောတဲ့အကိုကြီးပေါ့ဗျာเนาะကျွန်တော်စစ်ဆိုးလို့ပြောတာမဟုတ်ပါဘူးကျွန်တော်ဘဝအမှန်တရားဒါကျွန်တော်တတိဆောက်ပေးထားတဲ့အိမ်လေးပေါ့ဗျာเนาะဒါကျွန်တော်တတိဆောက်ပေးထားတဲ့အိမ်လေးရာဒါအကိုတို့မျက်စိမှာတော့တဲတတလေးပေါ့ဗျာเนาะကျွန်တော်ဘဝမှာတော့ဒါဟိုပြောရမယ်ဆိုရင်အဆောက်အဦကြီးတစ်ခုလို့ကျွန်တော်တန်ဖိုးထားရတဲ့ဒါကျွန်တော်တတိဆောက်ပေးတဲ့အိမ်လေးပါတော့เนาะဒီအိမ်လေးမှာကျွန်တော်နေတယ်နေပြီးတဲ့အခါမှာ ကျွန်တော်ရဲ့မိသားစုเนาะကျွန်တော်အမျိုးသမီးရဲ့လူမမဲခလေးလေး၃ယောက်ပဲကိုကျွန်တော်ရဲ့ဒုက္ခတစ်ခုတည်းနဲ့ကျွန်တော်ရှားကျွေးနေတာပါဗျာเนาะကျွန်တော်မှာဘာပကတနာမှာမရှိပါဘူးဒီမှာတမင်ပေါင်းလေးရဲ့ဟောဒီမှာဗျာเนาะကျွန်တော်ရဲ့ဒါကအဝတ်ကလေးတွေเนาะဒါကျွန်တော်တက်တက်ခတ်ခတ်ဝတ်တတ်တော့ကျွန်တော်အဝတ်ကလေးတွေမျိုးတက်တက်ရှိရဲ့အဲ့ရခင်ဆိုရင်တော့ကျွန်တော်ဒီမှာကျူပြားလေးပဲကျွန်တော်ခင်းပြီးတော့เนาะဒါကျွန်တော်ခင်းအိတ်တဲ့ကျူပြားလေးပေါ့ဗျာเนาะဒီကျူပြားလေးကိုပဲခင်းပြီးကျွန်တော်အိတ်ထားပါဗျာเนาะဒီမှာကျွန်တော်ရဲ့ခေါင်းလေးတွေခြေနှောင်လေးတွေတင်းတဲ့ဒါစင်လေးတွေပေါ့ဗျာเนาะဒါကျွန်တော် တက်တက်ကြီးပေါ့ဗျာเนาะကျွန်တော်မရှိရင်အောင်ဆောင်းတာမဟုတ်ပါဘူးဒါကျွန်တော်ရဲ့ဘဝအမှန်ပါဗျာเนาะအဲ့ဒီလိုပဲကျွန်တော်တို့ဘေးရွှဲဆွဲစားတဲ့သူလေးတွေမှာတဲ့ကျွန်တော်တဲ့နှိမ့်ကြတဲ့သူတွေတောင်အများကြီးရှိပါလိမ့်မယ်เนาะအဲကျွန်တော်တဲ့ပြောရမယ်ဆိုရင်တားတဲ့သူတွေလည်းရှိမယ်ကျွန်တော်တဲ့ခက်ခဲတဲ့သူတွေလည်းရှိမှာပေါ့ဗျာเนาะကျွန်တော်ရဲ့ဒါဘဝအမှန်ပါကျွန်တော်မရှိပါဘူးဗျာเนาะဒါအကိုကကျွန်တော်ဟိုရှိရတဲ့အနေမရှိရင်အောင်ဆောင်းနေဆိုလို့ကျွန်တော်ရဲ့ဘဝအမှန်လေးကိုပြောပြတာကျွန်တော်အိမ်မက်ရပိုင်လည်းမရှိပါဘူးဗျာเนาะဒါတက်သေးပေးထားတဲ့ဒါအိမ်လေးမှာကျွန်တော်နေရတယ် ခုဆိုရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့အဲကျွန်တော်တို့ဝင်ဝင်နဲ့ကျွန်တော်ကျောင်းသား၃ယောက်ကိုမထိန်းနိုင်တဲ့အခါမှာကျွန်တော်ရတောရွာလေးမှာမိသားစုကိုထားပါတယ်နော်အဲမိသားစုနဲ့ခွဲခွာပြီးတော့ကျွန်တော်အခုလက်ရှိရန်ကုန်မှာအလုပ်လုပ်နေတာဖြစ်ပါတယ်ဒါတတိပိတဲ့နေရာလေးမှာကျွန်တော်နေရတယ်ကျွန်တော်ရဘဝအခြေအနေကိုခုလောက်ဆိုရင်ကျွန်တော်တငယ်ချင်းသိရင်သိပါလိမ့်မယ်နော်ကျွန်တော်ခုလိုပြောပြတယ်ဆိုတာကလည်းဒါကျွန်တော်မျက်ရည်ချူတာလည်းမဟုတ်ဘူးကျွန်တော်သမားတွေပေါ်မှာ ်ဒီလိုမရှိတဲ့အကြောင်းကိုပြောပြီးတနာစာခံတာလည်းမဟုတ်ပါဘူးเนาะအကိုသိစေခြင်းနဲ့ဆန္ဒလေးတစ်ခုကြောင့်သာကျွန်တော်ဒီစကားလေးပြောပြတာပါဗျာเนาะကျွန်တော်တို့တကယ်ဆင်းရဲပါတယ်အဲကျွန်တော်တို့အခက်အခုကျွန်တော်မှာပိုင်းဆိုင်တာဆိုလို့ခုနကဘေးရွက်အစုပ်ကလေးတစ်စီးပဲရှိတယ်အဲ့ဒီဘေးရွက်အစုပ်ကလေးနဲ့ပဲကျွန်တော်မိသားစုရဲ့စာဝတ်နေရေးကိုကျွန်တော်ရှာဖွေကျူးမွေးနေရတာပါဗျာเนาะအဲ့ဒီလိုပဲကျွန်တော်လို့ ဘဝတူတယ်တွတ်တွတ်သားဘေးရွဲတောင်မပိုင်ဘူးတစ်ခါတစ်နေ့ကို4500 5000ပေးပြီးတော့ပေါ့ဗျာနော်ဘေးရွဲလေးတွေကိုအုံနာနဲ့ဆွဲရတဲ့သူတွေလည်းရှိပါတယ်ဗျာနော်အဲ့ဒီအတွက်ကျွန်တော်ကတနာစာခံတာပါလို့နော်ပြီးတော့ကျွန်တော်နိုင်ငံတော်ကိုလည်းပုံကန်းနဲ့စကားပြောတာမဟုတ်ဘူးဟိုကျွန်တော်ပြီးတော့ဘလူ့ဘုံမှာစောကားလို့စိတ်တယ်မဟုတ်ပါဘူးဗျာနော်ကျွန်တော်တို့ဘေးရွဲလေးတွေအစုပ်ကလေးတွေနဲ့လောက်ကန်စက်တော့ရတဲ့သူတွေအပေါ်မှာတနာငင်းညာခြင်းအဖြစ် เนาะဟိုမဖမ်းမစီပါနဲ့လို့တောင်းပန်ခြင်းဖြစ်ပါဖြစ်တော့ဖြစ်ပါတယ်ပေါ့ဗျာเนาะဒါကြောင့်မို့ငွေချင်းလင်းကျွန်တော်လင်းရတာတခုမပါပါဘူးเนาะကျွန်တော်ရဲ့ပုံအမှန်ကျွန်တော်ရဲ့နေရာအမှန်လဲကျွန်တော်တင်းထားပြပါတယ်လို့เนาะကျေးဇူးတင်ပါတယ်ဗျာเนาะဟုတ်ကဲ့ပါမျိုးတို့ရေမိုးရေဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီအကူကတော်တော်လေးကိုမှဆင်းရဲတယ်ဒါကြောင့်မို့လို့လဲသူနဲ့ဘဝတူတွေကို တနာလို့ပေါ့နော်ဒီလိုဆိုင်ကအဆုပ်တွေဘီရက်အဆုပ်တွေစီးရတဲ့သူတွေကိုမဖမ်းဖို့ကိုတောင်းပန်လာတာပဲဖြစ်ပါတယ်ချီတဲ့မျိုးတွေလည်းပူးတရရအောင်လို့ပြက်လဲညှောင်လိုက်တာပဲဖြစ်ပါတယ်အရင်လက်တနာစရာကောင်းနေပေါ့နော်ချီတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေဗီဒီယိုလေးရဲ့အမကွန်မန့်လေးတွေရေးခတ်ပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမှုဆက်လေးတတင်းနေဟာတပ်ဗီဒီယိုလေးပူးတရရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ဒီစပီတမမှုမွေး channel လေးကို like and subscribe နဲ့တပ်ဖို့တောင်းဆိုပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား